ဆိုတဲ့ခါကျတော့ခလေးကိုမွေးပြီးခဲ့တဲ့ note တစ်စက်မှမတိုက်ဘူးတဲ့ခလေးကိုတဲ့မွေးပြီးတဲ့ note တစ်စက်မှမတိုက်ဘူးတဲ့နှလုံးသားရည်နဲ့ရှင်သန်ပြီးတော့နှလုံးသားရဲ့အသိစိတ်ရည်မရှိဘူးကိုမှနေကိုဖြစ်ချင်တိုင်းနေဖြစ်တယ်လှုပ်ချင်တာတွေလှုပ်ကြတယ်မတိနာမလဲသေးတဲ့လူမမဲခလေးလေးတွေကိုရဲရဲဆက်ဆက်ရုပ်ရုပ်မာမာကြီးပြထားခဲ့တယ်ဗောနော် င်္ဂလာပါမဟုတ်ခုတစ်ဆက်ပြင်တဲ့ဗီဒီယိုလေးကတော့ခလေးမေးဖွားပြီးတော့နိုးတိုက်ကမှာယုံလို့ဆိုပြီးတော့နိုးမတိုက်ပဲနဲ့မိခင်ရဲ့ဆွပစ်ခြင်းကိုခံလိုက်ရတဲ့ခလေးလေးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။မိုးရဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီခလေးလေးကိုပေါ့နော်မြောက်ကလာစီအောင်မှဆွပစ်သွားတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မက်ခိုင်နေဝင်ရနေပြီးတော့ခေါ်ယူမှုစားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။မိုးရဲ့ဗီဒီယိုထဲမှာဆိုရင်တော့အဆအဆုံးပါပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မြေယူဆချက်ကလေးတွေကိုမိုးဗီဒီယိုလေးအောက်မှာကွန်မန့်လေးတွေရေးပြီးတော့ရပါတယ်ရှင့်။ဟာဒီကလေးလေးကမြောက်ကလာစေးုံမှာမွေးသွားတာတဲ့။ မြောက်ဩကလာဆေးရုံမှာမွေးသွားတာမွေးသွားပြီးတော့အဲ့ရမြောက်ဩကလာမှာရှိတဲ့အဲဆီအမရင်းနဲ့တာဝန်ကျတဲ့သူတွေပေါ့နော်အဲ့ရနေပြီးလှမ်းပြောတယ်သူ့အမေကတဲ့ငငယ်လေးပဲရှိသေးတယ်တဲ့သူ့အမေကအသက်19-20ပေါ့အဲ့ဝေးကျင်ပေါ့ဆိုတဲ့အခါကျတော့ခလေးကိုမွေးပြီးကြတယ်နှုတ်တဆက်မှမတိုက်ဘူးတဲ့ခလေးကိုတဲ့မွေးပြီးတဲ့နှုတ်တဆက်မှမတိုက်ဘူးတဲ့ပြော်ခလေးကိုယွန်းလို့ဆိုပြီးမချိဘူးတဲ့အဲ့ဒါနဲ့ဒီခလေး ခလေးတမတ်ဆောင်နဲ့ကနေပြီးတော့ခလေးนี่အဲ့ခလေးကိုခေါ်ပြီးတော့လို့တိုက်ပြီးတော့မွေးကြအော်လာပြီတခုပေါ့ရင်းနေရစကားတွေပြောပြခြင်းတချို့တချို့တော့မိမကြီးရဲ့တချို့တချို့တော့ယောက်ျားကြီးရဲ့နှလုံးသားတွေနဲ့ရှင်သန်ပြီးတော့နှလုံးသားရဲ့အသိစိတ်တွေမရှိဘူးကိုမာနေကိုဖြစ်ချင်တဲ့နေဖြစ်တယ်လှုပ်ချင်တာတွေလှုပ်ကြတယ်မသိနားမလဲသေးတဲ့လူမမဲခလေးလေးတွေကို ရဲရဲဆက်ဆက်ရုပ်ရုပ်မာမာကြီးပြထားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပေါ့နော်လူတွေပြောကြတာအမင်းတို့ကလူမိုက်တွေလူရုပ်မာတွေကျွန်တော်လိုင်းပေါ်ဒီမှာလည်းအများကြီးတွေ့ရတယ်အလူမိုက်တွေထိခိုက်ပြီးပြောတာကျွန်တော်တို့လူမိုက်တွေမှာအဲ့လောက်ရုပ်မာတဲ့အောက်တန်းကြတဲ့စိတ်တွေမရှိဘူးလို့နော်ဘာဖြစ်ဖြစ်ဒီမှာကြည့်ဘာမှမတိနားမလဲသေးတဲ့ခလေးတွေပေါ်မှာရဲရဲဆက်ဆက်တွေနဲ့ရုပ်ရုပ်မာမာတွေနဲ့ပေါ့နော်ဒီခလေးတွေကို ဖြစ်ထားခဲ့တယ်။ဘာပဲဖြစ်ဖြစ်ဒါကြီးကမဖြစ်ခင်နဲ့ကဒါကြိုတင်လို့ရတဲ့ကိစ္စတွေလीဟုတ်လားဖြစ်လာပြီဆိုရင်တာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမှာပေါ့။မင်းကဘာမှမသိနားမလဲသေးချက်ခလေးဒီပုံမှာရရဆက်ဆက်ဒီရုပ်ရုပ်မှမာကြီးပေါ့နော်။ဒုက္ခကြရတယ်။ဒါကကျွန်တော်တို့ဟိုလူမျိုးတပါးတည်းမှာတော့မဟုတ်ဘူးပေါ့နော်။လူမျိုးတိုင်းမှာရှိတတ်ပါတယ်။ဟိုဘာပဲဖြစ်ဖြစ်ကိုအိမ်အောင်ပြုသည်ဖြစ်စေမပြုသည်ဖြစ်စေ ယောက်ျားလေးရောမိန်းကလေးရောပေါ့နော်ဓာမျိုးတွေမလောက်ကြဘူးလေအနူးညွတ်မြတ်တာရက်ခံနေတယ်ပေါ့နော်မတိနားမလဲသေးတဲ့ကလေးတွေပုံမှာဘလောက်ဒီကလေးတွေပုံမှာဘလောက်ထိတိမ်ငယ်ရမလဲဘလောက်ထိအားငယ်ရမလဲဆိုတာရောတွေးမိကြသေးတာတွေးရောတွေးမိလားအဲ့တော့အိုးဘယ်လိုပြောမလဲလူတွေတချို့တွေပြောကြပါတယ်အဲကျွန်တော်လည်းတွားဘူးလေလာဘူးတဲ့နေရာကြီးအများကြီးပဲအာလူမိုက်ကြီးကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အများကြီးအများကြီးပြောကြတယ်ဒါပေမဲ့အဲ့လိုလူမိုက်ကြီးထဲမှာလीအ လိုက်ကြည့်တာလူမိုက်တွေအကုန်လုံးဘယ်တော့မှမယုံမအောင်ဘယ်တော့မှလည်းမကောက်ကြည့်ဘူးဘယ်တော့မှလည်းမရက်ဆက်ဘူးသူတို့မထီမချင်းသူတို့ရင်ထဲမှာအေးအေးဆေးဆေးပဲဒါပေမဲ့ဒီလိုခလေးတွေနဲ့ပတ်သက်လာပြီးစူခဲ့အဲ့လူမိုက်တွေရပဲအရှိဆုံးကနေမမရက်တည်တာနော်အဲ့တော့ဒီပေါ်ပြောမယ်ဆိုရင်တော့တချို့တချို့တော့မင်းကလေးတွေတချို့တချို့တော့ယောက်ျားလေးတွေကိုအကုန်လုံးတိအောင်ပြောနေတာပေါ့အကုန်လုံးတော့မဟုတ်ပါဘူးတချို့ဆိုရင်တကယ်မိဘ ရဲ့စိတ်သက်ရှိတယ်။ယောက်ျားလေးမှလည်းရှိသလိုမိန်းကလေးမှလည်းရှိတယ်။တချို့တချို့သောယောက်ျားလေးတွေမိန်းကလေးတွေကမိဘရဲ့စိတ်သက်မရှိဘူးနော်။အဲ့တော့ဒီကလေးတွေပေါ်မှာဘယ်လောက်ထိအနာဂတ်တွေဘယ်လောက်ထိဆုံးရှုံးအောင်မလဲဆိုတာဟိုတွေးရောတွေးမိရ။ဒါအခုကျွန်တော်လက်ထဲကိုရောက်လို့ဒီစကားတွေပြောတာလည်းမဟုတ်ဘူး။နောက်လူနောက်လူတွေမှလည်းဒါမျိုးလေးတွေဟိုမဖြစ်အောင်ပေါ့နော်။အဲ့တော့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဓိကကတော့မိန်းကလေးကိုပေါ့နော်။ ဟိုအဓိကပြောစီချင်တာတချို့တချို့တော့မိန်းကလေးတွေဘာပဲဖြစ်ဖြစ်ကိုအိမ်အောင်ပြုတ်မယ်ဆိုရင်လည်းကိုအိမ်အောင်ရသားနဲ့ကိုခုနေဟေးဒါကတိမ်းပါနေဦးလေးနဲ့ဆိုဟေးတော့ဟုတ်ပါလေဟုတ်ပါလေဒါသူအပြည့်ရှင်းပါလေဟေးဟေးဟေးမေမေမေဘာချာပါ ile ခလေးလေးပေါ့တာလေးရဲ့အဲ့ခလေးလေးကဘိုက်ထပဲလို့ရတာလေတာဖိန်နဲ့တူတူအဲ့လိုပေါ့အဲ့လိုအဲ့ခလေးဘိုက်ထရရလား အဲ့ယောင်နေနဲ့ပဲရမလဲတာရဲ့လှုပ်စရာရှိရလှုပ်ရသေးရဲ့လေဘာလောက်တာလဲငါသားကြီးလိုက်ရင်တီးလိုက်မယ်မရောက်အမိုက်ပြပြအာယောဒီမှာဟောဟဲ့ရာနိုင်တော့ကြည်တာနိုင်တော့ကြည်တာနိုင်တော့ကြည်တာဟုတ်ရာနိုင်ကြည့်ကြည့်ကနော်ဟုတ် 俺忙了，拿一开两块钱，很简单，拿一开两，没多少你别笑。哈哈。 ဆိုလို့ရှိရင်တော့ဒီမွေးကစားကလေးလေးတွေကိုစွန့်ပစ်သွားတဲ့မိဘတွေတော်တော်လေးကိုမရက်ဆက်တယ်ပေါ့နော်ဒီမွေးကစားကလေးလေးတွေဆိုတာမိခင်နဲ့ရေအုံးမကွာနေရမှအရွယ်လေးတွေကိုသူ့လိုမလိုစွန့်ပစ်ရက်တယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးတွေပေးကြည့်ဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပြလို့ရပါရဲ့ရှင်မွေးဗီဒီယိုလေးကိုအစောထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဗဟုသုတရရဆရာဗီဒီယိုလေးတွေဆယ်လီသတင်းလေးတွေဟာတာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးမှာမွေး channel လေးကိုလာရင် subscribe နဲ့တောက်ဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတ